အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်တို့ဒီနှစ် premier league ရဲ့ဒါကျွန်တော်တို့ထုံးဝနိုင် international break ရောက်လာပြန်ပြီ international break ရောက်လာကျွန်တော်တို့တသင်းချင်းကြောင်းမပြောရင်ဒါလက်ရှိ premier league ရဲ့ဒါကျွန်တော်တို့လက်ရှိဇယားရည်တီမူပေါ်ဒါကျွန်တော်တို့ဘာညာကျွန်တော်နည်းနည်းလေးပြောမယ်ဒီမှာပါပါတယ်အဲ့တော့ကျွန်တော်လက်ရှိမှာဒါကျွန်တော်ထုံးဝနိုင် ခရီး၄ပါးလေးတွေနည်းနည်းလေးဆွေးနွေးမယ်ပေါ့နော်အဲ့တော့လက်ရှိမှာတော့ကျွန်တော်တို့ပထမဆုံးဆွေးနွေးရမှာက Champion ဒါ Premier League တိုက်တဲ့ Challenge ကြီးကပြီးဆုံးသွားပြီလားလက်ရှိမှာဒါ Liverpool နဲ့ဒါ Arsenal နဲ့က total အားဖြင့်12မှတ်กว่าတဲ့ပွဲအရေးတော့လည်းတူသွားပြီနောက်ထပ်ကစားရမယ့်ပွဲက6ပွဲကြံသေးတယ် Liverpool ကဒီမှာ၄ပွဲနိုင်ုံနဲ့နေတော့ကျွန်တော်ဒါ Premier League ဖလားကိုရရဖြစ်တယ်အဲ့တော့ဒီနေ့မှာဒါကျွန်တော် Liverpool ရဲ့ဒါကျွန်တော် feature ကိုတစ်ချက်ကြံကြည့်မယ်ဆိုရင် လာမဲ့ပွဲစဉ်မှာဒါလီဗာပူးသင်းနဲ့မာဆေးဆိုင်ဒါဖြစ်တဲ့အေဗာတန်နဲ့တွေ့ရမယ်ဒါဖူဟန်နဲ့တွေ့ရမယ်ဝက်ဆန်နဲ့တွေ့ရမယ်လက်ဆက်စီနဲ့တွေ့ရမယ်ပြောချင်တာလာမဲ့၄ပွဲကအရန်ကြီးခက်ခဲနေတာမဟုတ်ဘူးဒါလာမဲ့ကျွန်တော်တို့ဒါတိုတယ်ဒါကျွန်တော်တို့အားလုံးပေါင်း၉ပွဲမှာလေကျွန်တော်တို့တိုတယ်ဘယ်နှပွဲလဲအားလုံးပေါင်းတိုတယ်၉ပွဲမှာဒါကျွန်တော်တို့လီဗာပူးသင်းအနေနဲ့ဒါ၅ပွဲလောက်ကဒါကျွန်တော်ဇယအဆင့်၁၀ကအောက်ကလူနဲ့တွေ့ရမယ်ဒါမှစပါးတောင်ပါသေးတယ်အဲ့တော့လက်စတာစတီဒါကျွန်တော်အေဗာတန်ဆိုလဲအဆင့်၃၃စလီနာမှာချင်းလဲနေတယ်ဖူဟန်ကအဆင့်၁၁လက်၁၀လားမသိဘူးဝက်ဆန်ကလည်းကျွန်တော်ဒါ ပါးနဲ့အတူပဲ15လောက်မှကျင်လည်နေတယ်။အဲ့ဒါ Leicester City ကအဆင့်နဲ့ဆက်။အဲ့တော့ပြောချင်တာက Liverpool အင်းနဲ့16မှတ်ရယူနေတယ်။ဒါကျွန်တော်တို့ Premier League တိုက်တဲ့ Challenge ရဖို့အတွက်တေချာသွားပြီဖြစ်တယ်ဆိုတာတကယ်လည်းပြန်စဉ်းစားကြည့်မယ်ဆိုရင်တော့ဒါ လေတပွဲကို၄မှတ်ပြင်းပြတဲ့ငါးတော့ချရတပွဲ၃မှတ်ပဲရတာအဲ့တော့ကျွန်တော်တို့ဒါတိုတယ်အပြင်၅ပွဲလောက်နိုင်ရင်ကိုပဲလီဗာပူးအသင်းကဖလားရပြီလို့ပြောလို့ရတယ်မှာအဲ့တော့လက်ရှိရင်ဆိုင်ရမယ့်တမတာလီဗာပူးအိမ်ဝင်ကြီးပဲကိုဒါကျွန်တော်၃ပွဲပါတယ်၂ပွဲကတော့ကျွန်တော်အဝေးကွင်းအဝေးကွင်းကံရမယ့်၂ပွဲကလည်းကျွန်တော်တိတ်ပြီးခက်ခဲနေတာမဟုတ်ဘူးလက်စားလို့အသင်းမှုနဲ့အဝေးကွင်းကံမှာအဲ့တော့ပြောချင်တာကလီဗာပူးအသင်းနဲ့ဒီနှစ်ပရီးမီယာလီဖလားကရသွားပြီလားမင်းတော့ကျွန်တော်အဖြေဟာရသွားပြီလို့တော့ကျွန်တော်အဖြေနေပို့ပြီးတော့ပို့ပြီးတော့လီဗာပူးအသင်းနဲ့တော်တော်လေးကိုခြောင်သွားတာတခုကဂျားထဲမှာသူ့နဲ့ပါပွဲမှာမရှိတော့ဘူးတကယ်ကိုကျွန်တော်ပြောချန်ပီယံလိလေးပါပွဲမှာမရှိသူ့နဲ့ ကယ်ကိုတပတ်တပွဲပုံစံမျိုးနဲ့ပဲကြံရမယ်3ရက်6ရက်7ရက်နေ့ရက်20 29တကယ်လည်းပြတင်ကြကြည့်မယ်လက်ရှိမှာလစ်ဗာပူးအသင်းနေနဲ့ ပရီးမီးယားလိပွဲစဉ်တွေကိုတပတ်တပွဲနှုန်းနဲ့သာ AC ကန်ရတော့မှဖြစ်တယ်။အဲပြောချင်တာလီဗာပူးတင်းနဲ့ဒါပရီးမီးယားကြီးတိုင်တဲ့ challenge ရသွားပြီလို့ကျွန်တော်မြင်ကျွန်တော်တို့ရသွားပြီလို့ကျွန်တော်တို့ထင်တယ်ပေါ့နော်။အခုတော့လည်းပါဇက်ပုတ်ကြီးနဲ့ပြောပြရင်ပေါ့နော်ပါဇက်စီးရင်တော့ကျွန်တော်ဝိုင်းရိုက်လက်မဝင်ရိုက်တာရိုက်တော့ဗျာကျွန်တော်ပြောတာအာမနာနဲ့ရိုက်တာရိုက်တော့ကျွန်တော်အဲ့တော့ပါဇက်စီးတဲ့ကောင်ဆိုပြီးတော့လီဗာပူးတင်းနဲ့လက်ရှိမှာဒါကျွန်တော်ရမှတ်အပြစ်စနစ်မှာကွာနေတယ်။ဒါကျွန်တော်လက်ရှိမှာနောက်တော့16မှတ်ရပြီဆိုရင်ဟိုလီဗာပူးအသင်းအနေနဲ့ဒါကျွန်တော်ပရီးမီးယားလိဖလာချန်ပီယံဖြစ်ပြီပေါ့နော်။အဲ့တော့ တကယ်တည်းပြဿနာကြည့်မယ်ဆိုနေတာကျွန်တော်တို့လီဗာပူးသင်းနဲ့အိမ်ဝင်း3ဝင်းအဝေးဝင်း2ဝင်းအဝေးဝင်း2ဝင်းတာဒါဖူဟန်နဲ့တာလေအဲ့တော့ဒီထဲမှာအချက်ဆုံးပွဲစဉ်တပွဲပြောရမယ်ဆိုရင်တော့ဖူဟန်အသင်းကလီဗာပူးသင်းတို့အခက်ခဲဆုံးပွဲစဉ်တွေကတပွဲဖြစ်မယ်လို့မြင်နေတယ်ဒါပေမဲ့တပွဲတပွဲနှုန်းကန်နေတဲ့အသင်းတစ်သင်းအနေနဲ့လီဗာပူးအတွက်ကတော့အဲ့လောက်ထိခက်ခဲမှာမဟုတ်လက်ရှိမှာလီဗာပူးသင်းနဲ့ပွဲပန်းတဲ့ကစားသမားတွေလေတပတ်တပွဲပဲ AC ကန်အောင်ဖြစ်တော့ဒီပွဲတွေကသူတို့အတွက်ချောင်လေသွားပြီလို့ပြောလိုက်ရတယ်အဲ့တော့လီဗာပူးသင်းနဲ့ဒါကျွန်တော်တို့သူတို့ရဲ့ဒါကျွန်တော်တို့ COVID ကာလပြီးတဲ့နောက်ဒါပထမဆုံး Premier League ဖလာပြန်ဖြစ်လာနိုင်တော့မလားကျွန်တော်နေမြင်ပြီးတော့မှပါတယ်တစ်ဖက်ကတော့ကျွန်တော် Arsenal အသင်းကြောင်းပြောအောင်အာဆုံအသင်းနဲ့ခုလက်ရှိမှာဒါကျွန်တော်လစ်ဗာပူးအသင်းကိုလိုက်ဖို့အတွက်အခွင့်အရေးတွေရှိတယ်။ရမယ့်အဖြစ်ဆက်နက်မှပဲ꽈ရတယ်။တကယ်တမ်းပြန်ဆက်နေကြတာဟာ၄ဘွဲ့အရကွာချားတယ်ဗောနသုံးမှတ်နေတာပြန်တွက်မှဆိုရင်တော့၄ဘွဲ့ကွာချားတဲ့၃လေးလီဆက်နစ်ဖြစ်တယ်။အဲ့တော့လက်ရှိမှာအာဆုံအသင်းကဒါကျွန်တော်နောက်ပိုင်းမှာခြေစွမ်းတွေပြန်တက်လာခဲ့တဲ့ချယ်ဆီကိုလည်းပြန်နိုင်ခဲ့တယ်။ဒါပေမဲ့ပရီးမီးယားလိမှာမတင်မှတ်ပဲဒေါက်ရှောက်တရီဘွဲ့တွေချန်ခဲ့ရတယ်မှာပါ။အဲ့တော့အာဆနယ်ဖီချာကိုတစ်ချက်ပြန်ကြည့်မယ်ဆိုအာဆနယ်နဲ့ဒါပွဲချက်တွေအများကြီးရှိရတယ်မှာပါ။ဒါပြန်အာဆနယ်ကတော့ကျွန်တော်လစ်ဗာပူးအသင်းနဲ့မလို့ဒါသူတို့အနေနဲ့ဂျာရဲ့အထက်မှာဒါကျွန်တော်ချန်ပီယံလိရှိပါတယ်။ချန်ပီယံလိမှာဒါကျွန်တော် ပွဲကြီးပွဲကောင်းဖြစ်တဲ့ Real Madrid ကိုအသွင်းမြူနဲ့တွေ့မဲ့အတွက်ကြောင့်မလို့ဒါအာဆန်အသစ်တွေကတိတ်ပြီးတော့ဒါကျွန်တော်အရန်ကြီးတော့ လွယ်ကူမနေဘူးလို့ပြောလို့ရတယ်မှာပါတယ်။အာဆိုသင်းဒါအခုနောက်ပိုင်းတွေ့ရင်အမြဲတမ်းအမှတ်ရောက်တဲ့ဖူဟန်နဲ့ဒါကျွန်တော်မြန်မာစံတော်ချိန်တနားကြီး15မိနစ်မှာတွေ့မယ်ပွဲစဉ်လည်းရှိတယ်။အပြောချင်တာကလက်ရှိအခြေအနေတွေကအာဆိုသင်းနဲ့တို့လည်းခဲရခဲစစ်ကမ်းမဲ့သဘောမှာရှိပါတယ်။အဲ့တော့အာဆိုသင်းနဲ့ဒါကျွန်တော်တို့တို့လည်းဒါကျွန်တော်တို့အသင်းကြီးတချို့နဲ့ဒါကျွန်တော်တို့ကြံသေးတယ်လို့သိရတယ်မှာပါတယ်။ဒါပြင်ကျွန်တော်တို့ဒါပွဲကြီးပွဲကောင်းတပွဲဖြစ်မဲ့ဒါကျွန်တော်တို့လစ်ဗာပူးနဲ့လည်းဒါကျွန်တော်စဲနေမိမှာကမ်းအောင်လို့ပြောလို့ရတယ်။အဲ့တော့အာဆိုသင်းကတကယ်တမ်းအသင်းကြီးနဲ့ပြန်ရှင်ကြည့်မယ်ဆိုတော့ဒါကျွန်တော်တို့ လီဗာပူးတသိမ်းပဲကြံတော့တယ်တစ်ဖက်ကတော့ကျွန်တော်လီဗာပူးသင်းကလည်းဒါအသင်းကြီးနဲ့ပြန်ကြည့်မယ်ဆိုရင်တော့အာဆနယ်နဲ့ပဲပြန်တော့တဲ့အနေအထားမှရှိတယ်စပါးကိုထဲမတက်ပါနဲ့စပါးကတကောင်ရှုံးမှာထားလိုက်အဲစပါးအနေနဲ့ပြန်ကြည့်မယ်ဆိုတော့စပါးလီဗာပူးသသိမ်းနဲ့အာအဲသူတို့ထိပ်သီးအဲတော့ပြောချင်တာလီဗာပူးပြည်သက်တွေကလည်းကျွန်တော်တော်တော်လေးကို confident ရှိတယ်ဗောနော်အာဆနယ်တွေ့တဲ့ပွဲစဉ်မှာသူတို့ god of honor ရအောင်လုပ်မယ်ဆိုပြီးတော့ confidence ရှိအဲ့တော့ဂျာတယ်မှာ Arsenal တင်းတွက်ကခက်ခဲမဲ့တစ်ခုက Real Madrid ပါပဲ Real Madrid ပွဲရှိရတဲ့ကြောင့်မဒါ channel ပွဲတွေကိုတို့အနေနဲ့ဘယ်လိုလုပ်မလဲအဲ့တော့ဒီဂျာတယ်မှာဒါ Saka တို့ဒါကျွန်တော်တို့အဲတိုက်ဆက်မှုတွေကတော့ပြန်မလာနိုင်တော့ဘူး Harvest နဲ့က Gabriel Jesus ကရာသီကုန်ထိနားမနေကြဘူးတိုက်ဆက်မှုတွေမမျှော်တော့ Saka ကိုအဓိကမျှော်ရမှာပေါ့နော် Arsenal တင်းအဲ့တော့ Saka သာပြန်လာနိုင်မယ်ဆိုတော့ Premier League ကိုဒါကျွန်တော်တို့အဲ Champions League ကို keep up လုပ်နိုင်မယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ခုနကပြော Liverpool တင်းနေတဲ့ Premier League ဖလားကိုရဖို့ရခိုင်တော့များသွားပြီဆိုမှဒါပေမဲ့မဖြစ်နိုင်ဘူးဆိုတဲ့ percentage တော့မရှိဘူးဘာလောကကြီးမှာမဖြစ်နိုင်ဘူးဆိုတာဘယ်တော့မှ မှမရှိဘူးပေါ့နော်အဲ့တော့လက်ရှိမှာဒါကြောင့်မဖြစ်နိုင်တဲ့နေရာကိုရောက်ဖို့လေလက်ပတ်ဘူးသည်အများကြီးကြိုးစားဖို့လူတွေအာဆန်အသင်းနဲ့ပြန်ကြည့်မယ်ဆိုတော့ဒီနေ့ပွဲစဉ်ကလာမယ့်ပွဲစဉ်တွေကိုလုံးဝအမှားခံလို့ပဲလားပြောချင်တာအာဆန်အသင်းနဲ့တရေကျသွားရင်တော့မှဒါကျွန်တော်တစ်ဖက်ကတပွဲနိုင်ပြီသူတို့အနေနဲ့တရေကျသွားခဲ့ရင်တော့မှအာဆောသင်းနဲ့ဒါပရီးမီးယားလိတိုက်တဲ့ကူဆုံရှုံသွားနိုင်ခဲ့တဲ့အဓိထားမှရှိရလို့ပဲပြောပြရစီပေါ့နော်အဲ့တော့ဒီနှစ်သင်းကလက်ရှိချိန်မှာနောက်ဆုံးချိန်ကြီးစိတ်ဝင်စားဖို့ကောင်းဒါပေမဲ့ကျွန်တော်အမြင်ကပြောဆိုလက်ဘဘူးသင်းကပရီးမီးယားလိတိုက်တဲ့ရလောက်နေပြီလို့ပြောလို့ရတယ်ဒါပေမဲ့ လုံးဝလုံးဝအမားခံလို့တော့မရဘူးမှားတာနဲ့အောက်ကအာစနယ်တင်းကကောက်ဆွဲမှာဖြစ်တယ်လူပဲပြောပြရစေဘူးနော်အဲ့တော့ဒီနှစ်တင်းကသူတို့ရဲ့ကဘာမှာသူတို့ကသူတို့တီဆောင်နေတယ်လူပဲပြောပြရစေနောက်ထပ်အသေးအနေပြောမယ်လက်ရှိမှာချန်ပီယံလိချန်ပီယံလိဝင်ဝင်ကတီးကြရတယ်မယ်လက်ရှိမှာ9နေရာဖြစ်သွားတယ်ကြောင့်မဒါ3 4 5 3တင်းလုံးတာလက်ရှိမှာချန်ပီယံလိဝင်ဖြစ်တယ်နံပါတ်9နေရာကချန်ပီယံလိအပွင့်မဲ့တင်းကတော့ဒါရိုက်ဝင်မှာဟုတ်ပဲနဲ့ပလေးအော့ဖ်ဆော့ရမယ်လို့ကြားသိရတယ်မှာပါတယ်ဘောနော်အဲ့တော့ လရှိမှာကျွန်တော်နံပါတ်3နေရာမှာ Northern Forest နံပါတ်4နေရာမှာ Chelsea နံပါတ်5နေရာမှာ Manchester City ပေါ့လက်ရှိရပ်တည်နေတာအဲ့တော့ Northern Forest ကဒီနှစ်မှာတကယ်ကိုရှယ်ကောင်းနေတယ် Northern Forest အနေနဲ့အခုလက်ရှိမှာလည်းဒါကျွန်တော်ပြည်တွင်းလီဖလာမှာ FA ဖလာမှာလည်းရှိသေးတယ်တော့ကြောင့်မို့လားသူတို့အနေနဲ့ဘာမှမဆိုဖြစ်သွားနေတယ်အဲ့တော့ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတဲ့လက်ရှိဒါ Premier League ရဲ့အခြေအနေတွေကအကဲ Northern Forest ဒါကျွန်တော် Champion League ဝင်ပြီးတော့ဒါ FA ဖလာရခဲ့မယ်ဆိုတော့ Europa League နေရာတနေရာနောက်ထပ်ထပ်တိုးမဲ့အနေအထားမှာရှိပါတယ်အဲ့တော့ပြောချင်တာကလက်ရှိအနေအထားတွေက Manchester City နိုင်ခဲ့ပြီးတာ Champions League ဝင်ခဲ့ပြီးတော့ဒါ Europa FA ဖလာရခဲ့မယ်ဆိုတော့ Europa League နေရာတနေရာထပ်တိုးမှာဖြစ်တယ်အဲ့တော့ Europa League နေရာကြီးလည်းထပ်တိုးမယ်အောက်ကဟိုးအောက်ထိဒီနှစ်မှာဒါကျွန်တော်တို့ Champions League ဝင်ဖို့တော့ဆိုဥရောပဝင်ဖို့တော့အခွင့်အရေးတွေအများကြီးရှိမှာအဲ့တော့တိလောက်ကလက်ရှိမှာဒါကျွန်တော်တို့ Champions League က9နေရာဖြစ်သွားမယ် Europa League ကထုံးကနိုင်ကျွန်တော်2နေရာပြေးမယ်ဒါပေမဲ့ခုနကပြောလို့ Europa League အာဘာလဲကျွန်တော်တို့ ဖလားကနေပြီးတော့ယူရိုပါလိမရဘဲနဲ့ဒါကျွန်တော်တို့ချန်ပီယံလိဝင်ထားတဲ့ကောင်က FA ဖလားရသွားခဲ့တယ်ဆိုရင်တော့ယူရိုပါလိက3နေရာဖြစ်သွားမယ်ထောက်ကနေ Conference League ကတနေရာအဲ့တော့ပြောချင်တာကလက်ရှိမှာအဆင့်6လောက်အထိဒါကျွန်တော်တို့ဥရောပဝင်ခွင့်နေရှိသွားနိုင်တဲ့အနေအထားမှာရှိတယ်တော့ဗေမဲ့တော့ညာလေဒီနားမှာလည်းရက်နေမှာမဟုတ်ဘဲနဲ့ Newcastle United အသင်းကသာဒါခုနပြောသူပဲ Europa League နေရာတနေရာကိုသူရခဲ့မယ်ဆိုရင် ူ့အနေနဲ့ conference league မှာဒါကျွန်တော်တို့အောက်ကအစ်10နဲ့17နေရာကနှစ်သင်းနဲ့ကတသင်းကဒါကျွန်တော်ရအဲ့တော့ပြောချင်တာကလက်ရှိမှာအောက်က United နဲ့ Spartak ကမျှော်လင့်ချက်ရှိအဲ့ပြီးရင်ကျွန်တော်ဆက်သွားမယ်ထားပါအခုလက်ရှိမှာဒါအစ်3 4 5နေရာမှာဒါကျွန်တော်အကျိနေတိုက်ပွဲဝင်သွားမယ်ဒါပေမဲ့အစ်3နေရာက Northern Forest ကတော့ဒီနှစ်မှာ Champion League ဝင်ဖို့အတွက်တော်တော်လေးကိုရာခိုင်နှုန်းများလာခဲ့ပြီဘာကြောင့်လဲ Northern Forest နေနေအခုလက်ရှိမှာဒါကျွန်တော်တို့54 match ကျွန်တော်တို့ဒါ အဆင့်၄ကချယ်ဆီနဲ့တောင်မှတိုတယ်အားဖြင့်၅မှတ်တတိဖြတ်ထားပြီးဖြစ်တဲ့အတွက်ကြောင့်မို့လားနော်တာဖော်စဒီနှစ်မှာဒါချန်ပီယံလိဝမှုတော်တော်လေးကိုအခြေအနေကောင်းခဲ့ဖြစ်တဲ့ဒီနှစ်မှာဒါကျွန်တော်အကောင်းဆုံးဒီပြရတဲ့တယောက်တော့သတ်မှတ်လို့ရမယ်ဒါနူနိုအက်စပရက်တိုဆန်တိုစ်ကအင်မတန်မှချီချူးဖို့ကောင်းနေတာကျွန်တော်ဒီပြတယောက်ဖြစ်တယ်လို့ပြောပြရစေနူနိုဒီနှစ်ပေါ်မှာဒါနော်တာဖော်စဒီနေ့နဲ့ပို့ပြီးချီချူးတာသူ့အနေနဲ့ဒါ အရန်ကောင်းတဲ့ကစားသမိုင်းဆိုတဲ့သူများအသင်းရဲ့ဒါအပေကံကစားသမိုင်းနဲ့လွတ်လွတ်ပြသွားခဲ့တာအင်မတန်မှချီးကျူးဖို့ကောင်းတယ်လို့မြင်နေတာကျွန်တော်အက်တိုနီအလန်ကာဆိုတာကျွန်တော်မှတ်မဲ့ရ United ဒါအပေကံ Hudson အိုရဲဆို Chelsea ရဲ့အပေကံတဝန်းတာပေါ်တဲ့ Morgan Gresswa ကဒီညမှာငယ်မွေးချန်ပေါ့ဗျာ Chris Wood ဆိုတာ Newcastle United ရဲ့အပေကံပေါ့အဲ့တော့အပေကံနေရတာကျွန်တော်နီးပြကုန်တယ်ဆိုတော့ Spurs အသင်းရဲ့ဒါကျွန်တော်အပေကံနီးပြဖြစ်တဲ့ကြောင့်မို့လားအပေကံနေရလက်ရှိမှာဒါကျွန်တော်လုံးဝအဆင့်300နေရနေ Champions League ယူသွားခဲ့မယ်ဆိုတော့သူတို့နေတကယ်ကို Miracle ဖြစ်မယ်လို့ကျွန်တော်နေမြင်မိရတယ်မှာပါတယ်ဒီနေ့မှာဒါ Chelsea အသင်း ചെയ്ത സീതിങ് ആ ടെക്സ്റ്റർ സൗണ്ട് ചെയ്യാൻ പറ്റും അപ്പോൾ അപ്പോൾ ချီမငိမ့်ဆုံးညီကို၂កောင်ပဲဒါကျွန်တော်တို့အတင်းကြီးတွေမှာဒါကျွန်တော်တို့အောက်က၂သိန်းကိုထဲမတော့ပဲနေတာကျွန်တော်ဆရာအပေါ်က၂ယောက်တမတော့ထွက်မှာဆိုတော့ဒီ၂ယောက်ကတော်တော်လေးကိုချီမိပါဘူးပူဆိုးတာကလက်ရှိမှာဒါကျွန်တော်အဆင့်30က AFC ဘိုးမော့အတင်းနဲ့ဒါကျွန်တော်တို့လက်ရှိမှာအဆင့်5က Chelsea အတင်းနဲ့ကတော့လက်ရှိမှာအဆင့်4နဲ့3နဲ့က Northern Forest ရဲ့ကွာတဲ့အမှတ်လောက်ပဲကွာတာဒါဘလောက်ဒီ crazy ဖြစ်လဲဆိုတဲ့ဥစ္စာပဲလက်ရှိမှာ Chelsea နဲ့ဒါအဆင့်30ကဘိုးမော့နဲ့က9မှတ်กว่าတယ် Chelsea နဲ့ Northern Forest က9မှတ်กว่าအဲ့တော့အဆင့်3နဲ့4နဲ့ကွာတဲ့အမှတ်ကအဆင့်4နဲ့10နဲ့ကွာတဲ့အမှတ်နဲ့အတူတူပဲအဲ့တော့ ောပြောချင်တာကအဆင့်၄က30တွင်ဘဒူမဆိုလက်ရှိကျန်တဲ့ဂိုးပွဲမှာချန်ပီယံလိဝင်နိုင်တယ် ဆောက်ဝဲမိုက်တယ်ဆောက်ဝဲမိုက်အဲ့တော့ယူကာဆယ်ယူနိုက်တက်မှာလည်းအခွင့်အရေးရှိတယ်ဘရိုက်တန်မှာအခွင့်အရေးရှိတယ်ဖူဟမ်မှာအခွင့်အရေးရှိတယ်အက်စတန်ဗလာမှာအခွင့်အရေးရှိတယ်ဘုံမောင်မှာအခွင့်အရေးရှိတယ်အဲ့တော့အသင်းတိုင်းကိုစီကိုစီမှာအခွင့်အရေးရှိတယ်အဲ့တော့ဒီဆရာကြီးနှစ်ယောက်ဖြစ်တဲ့ဒါကျွန်တော်ကြီးချောက်ကြီးဆိုရဲအမေရိကန်ဆရာကြီးနှစ်ယောက် ဖြစ်တဲ့ Chelsea နဲ့ City ကလုံးဝလက်ကျန်ပွဲတွေကိုလွှဲလို့မရဘူး Northern Boys ကတော့ project ပွဲဖြစ်တဲ့လက်ရှိမှာလည်းကျွန်တော် form တွေကောင်းနေကြတဲ့ United အသင်းနဲ့တွေ့မယ်သူကိုယ်တိုင်လည်း form တောင်းနေတယ် United နဲ့တည်းကျွန်တော် Northern Boys ပွဲစဉ်ကတော်တော်လေးကိုကြည်ကောင်းမယ်စပါးကတော့ Chelsea နဲ့တွေ့မယ် Chelsea ကအိုက်ပွဲကိုနိုင်ဖို့အတွက်ရာခိုင်နှုန်းတော်တော်လေးကိုများပါတယ်ဒီတိုင်း Chelsea သူ့ဘက်သူတိုင်ပတ်နေတော့မှာစပါးကိုဘယ်ချိန်ထောက်က ကငနိုင်လို့ကြောင့်ချယ်ဆီကနိုင်ဖို့များတယ်။စီတီအသင်းကလက်ရှိမှာလက်စတာတို့လက်စတာနဲ့စီတီကနိုင်ဖို့တော့ရှိပါလက်စတာအသင်းကလက်ရှိမှာတက်ဆစ်ဆောင်ကအသင်းဖြစ်တဲ့ကြောင့်မို့စီတီအသင်းအဲ့လောက်ကြီးခက်ခဲမှာမဟုတ်ဘူး။အဲ့တော့ညူကာဆယ်ယူနိုက်တက်ကလာမယ့်ကျွန်တော်အပတ်မှာဒါဘရန်ဖူနဲ့တွေ့မယ်၊ဘရိုက်တန်ကအက်စတန်ဗလာအသင်းနဲ့တွေ့မယ်၊ဖူဟန်ကကျွန်တော်တို့ဒါအာစနယ်အသင်းနဲ့တွေ့မယ်၊အက်စတန်ဗလာအသင်းကဘရိုက်တန်နဲ့တွေ့မယ်။ဒါကျွန်တော်တို့ AFC ဘုံမောက်က switch နဲ့တွေ့မှာပေါ့အဲ့တော့ဒီထဲမှာပွဲအချောင်းဆုံးပြန်ကြည့်မယ်ဆိုရင်တော့ဒါကျွန်တော် CT ရဲ့ဒါ AFC ဘုံမောက်ရေတော့ပြောလို့ရတဲ့ထဲမှာပါပါတယ်အဲမီသူဘင်ဆိုစီကောင်ခုနပြောသူပဲအစစ်၄ကနေအစစ်30တိမီသူဘင်မီသူမူတူတယောက်ကဒါ Champion League ဝင်သွားနိုင်တဲ့အခွင့်အရေးကိုစီကိုစီရှိတယ်ဒါပေမဲ့အပေါ်ကနှစ်ယောက်ဖြစ်တဲ့ဒါ Chelsea နဲ့ City နှစ်သင်းကလက်ရှိမှာဒါကျွန်တော်နောက်ဆုံးအချိန်ထိစူးစမ်းပြပြီးငါတို့အနေနဲ့ဒါအသင်းကြီးတွေဖြစ်ကြောင်းကိုအကောင်းဆုံးလုပ်ပြရမယ့်အခြေအနေတခုလို့ကျွန်တော်အနေနဲ့ပုံကိုရေးရမြင်ပြီးရတဲ့ထဲမှာပါပါတယ်ပေါ့နော်အဲ့တော့နောက်ထပ်နှစ်သင်းကြောင်းပြောရမယ်ဆိုအောက်ကဆရာကြီးတွေဖြစ်တဲ့ဒါ Tottenham Hotspur နဲ့ ် United ပဲဒီနှစ်ယောက်အနေနဲ့အခုလက်ရှိမှာဥရောပဝင်ကွင်းတက်တာကျွန်တော်ယူကွာ sorry Europa League မယူဘဲနဲ့ဒါကျွန်တော်တို့ဥရောပဝင်ကွင်းမျှော်လင့်ချက်ရှိတယ်အဆင့်30ဆက်တက်ကအသင်းတွေနဲ့ဒါဒီအသင်းတွေကအမှတ်ပြန်ကတ်နိုင်ခဲ့မယ်ဆိုရင်ဒါကျွန်တော်တို့ဥရောပဝင်ကွင်းရှိတယ်လက်ရှိမှာဒါကျွန်တော်တို့ခုနပြောသူပဲ Conference League Conference League ဖလား sorry နားလည်အောင်လို့ပြောမယ် okay ယူကာဆယ်ယူနိုက်တက်အသင်းနဲ့အခုလက်ရှိမှာဒါကျွန်တော် conference league ဝင်ခွင့်ရတဲ့ဖလားဆိုတာရှိတယ်။ conference league ဝင်ခွင့်ရတဲ့ဖလားကာရာဘောကာရာဘောနိုင် conference league ဝင်ခွင့်ရ။အဲ့တော့ယူကာဆယ်ယူနိုက်တက်အသင်းနဲ့အခုလက်ရှိမှာ ယူရိုပါလိတို့မို့ချန်ပီယံလိဝင်သွားခဲ့တယ်ဆိုရင်တော့ဒီနေရာမှာတော့ကျွန်တော် conference league ကိုမလိုတော့ဘူးအဲ့ conference league ဖလားရဲ့နေရာကတနေရာရောက်သွားမှာဖြစ်တယ်အဲ့တော့ဒီတိုင်းမှာကျွန်တော်တို့ဒါခုနအပေါ်ကအသင်းတွေနေတာကျွန်တော် FA ဖလားရခဲ့မယ် Nottingham Forest က Manchester City နှစ်သင်းတွေကတသင်းဒါကျွန်တော်တို့ FA ဖလားရခဲ့ပြီးတော့ဒါကျွန်တော်တို့ သူတို့အနေနဲ့ယူရိုပါလိနေရာကိုမလိုခဲ့ဘူးဆိုအောက်ကတနေရာပို့အဲ့တော့တနေရာတနေရာပို့ပို့သွားရင်အောက်က10 17လောက်တီးကွာဒါကျွန်တော်တို့အဲ conference နေရာအတွက်ရရှိသွားမှာဖြစ်တယ်အဲ့တော့ဆရာကြီးနေအောင်နေခုလက်ရှိမှာယူရိုပါလိမှာသာအခြေအနေမကောင်းဆိုရင်10 17နေရာကိုရအောင်တက်လှမ်းပြီးတော့ဒါကျွန်တော်တို့အနေနဲ့အဲ conference ကိုတော့မှန်းလို့ရတယ်လို့မြင်လို့ရတယ်ဒါပေမဲ့လက်ရှိမှာစပါးအနေနဲ့ကတော်တော်လေးကိုမလွယ်တော့ဘူးအ10 10ကဘိုးမောင်းနေတော့မှ10မတ်တတီကွာနေပြီဖြစ်တဲ့အတွက်ကြောင့်မို့ဒါစပါးအသင်းအနေနဲ့ခုလက်ရှိမှာဒါကျွန်တော်တို့အ10 10ကဘိုးမောင်းကိုဒါကျွန်တော်တို့ရတယ်ဆိုတာထက်အောက်ကဒါကျွန်တော်တို့ A switch တောင်ကိုတန်းဆင်းသွားတာက ပို့ပြီးတော့ပြာကင်တော့ပို့များနေပါတယ် ်ကိုသိမလို့ကိုနေပြီးပြောတာပေါ့အဲ့တော့ United ကလက်ရှိခြေစွမ်းရပြန်ပြီးတည်ငြိမ်လာတဲ့ကြောင့်မဒါလက်ရှိမှာတော့ဒါ9မှတ်ပဲကွာတယ်9မှတ်ဆိုတော့ကိုယ့်ဘက်မှာကစားလို့ရတယ်စပါးသင်းတော့ကလက်ရှိခြေရဒီနီးပြနေဆိုတော့တော်တော်လေးကိုမလွယ်ဘူးတမ်းမစိုံတမေသာရုံးကန်အမေလိုပဲမြင့်နေအဲ့ဒီနေ့မှာစပါးသင်းကျွန်တော်အနေနဲ့ပြောမှာအဆင့်15 16လောက်နဲ့ကျွန်တော်ပြီးသွားနိုင်ပြီလို့တော့မြင်မိရတယ်မှာပါတယ်ပေါ့အဲ့တော့ Europa League လည်းမမှန်းပါဘူးဘာမှမဖြစ်နိုင်ဘူးလို့ပဲကျွန်တော်အနေနဲ့ပြောပြရသေးတယ်အဲ့တော့ဒီနေ့မှာဒါ United နဲ့စပါးနဲ့ကအဲ့ဒါ United အဓိက United ပေါ့နော် United သင်းနဲ့ Europa League ဒါဒီနေ့မှာအဆင်မပြေခဲ့ဘူးဆိုတော့အဆင့်30ကိုမှန်းပြီးတော့ဒါ Conference League ကိုယူသွားနိုင်တဲ့အခွင့်အရေးတွေရှိတယ်လို့ပဲပြောပြရစီ ဒီလောက်ပါပဲဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလို့ဆိုတာပအောင်ကူညီလို့ရပါတယ်။မြန်မာပြည်ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာပြင်ပနိုင်ရဖြစ်ပါတယ်။အားလုံးမကြိုးတမရဲကောင်းမွန်တော်နေ့နေ့ဖြစ်ပါစုမုံအောင်တောင်းပြီးနေပဲကျွန်တော်တို့ရဲ့နောက်မှ AAC တွေ့ကြတာပေါ့အားလုံးမကြိုးတမရဲကျွန်တော်ကပြပါဗျ။ဒေးဖို့ပါဗျ။